ဗန်ဂျိတ်ဗန်ဂျိတ်ဗန်ဂျိတ်ဆိုပြီးတော့မှပြောနေကြလို့ကျွန်တော်2025ရဲ့ဗန်ဂျိတ်ကြောင်းလေးကိုပြောရအောင်ဗန်ဂျိတ်ကကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်2010ဝန်းကျင်ကနေပြီးတော့မှ2020ဝန်းကျင်လောက်အထိကတော်တော်လေးကြီးပန်းစားတယ်လူတွေကလည်းလုပ်ငန်းတွေကောင်းကြတော့ငွေပေါ်လာပြီဆိုရင်လည်းကျွန်တော်တို့ဗန်ချိတ်နဲ့ချိတ်ပြီးရတယ်ကျွန်တော်တို့အင်ချမ်မီတွေမှာပြင်ပြီးတော့မှရှင်နီမြုံနံထားတာကိုကျွန်တော်တွေ့ရတယ် ဘန်တွေကလည်းချင်းငွေတွေတော်တော်လေးထုတ်ပေးတဲ့ကာလပေါ့။ရောင်းတဲ့သူတွေကလည်းဘန်ချင်းနဲ့ဆိုလို့ရှိရင်လည်းရောင်းချင်တဲ့ဆန္ဒတွေတော်တော်လေးကိုရှိကြတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ကနေစပြီးတော့မှကျွန်တော်တို့ဘန်ခုနှစ်ခုကနေပြီးတော့ချင်းငွေထုတ်ပေးတာတော်တော်လေးများသွားတဲ့အနေအထားမှာရှိသွားလို့ဘန်ချင်းငွေတွေကိုပိတ်လိုက်ရတဲ့အနေအထားမှာရှိတယ်။ဆိုတော့အခုအချိန်မှာတော့ဘန်ချင်းငွေတွေကိုတချို့ဘန်တွေကတော့ပြန်လည်ပြီးတော့မှထုတ်ပေးနေပါပြီ။ပြဿနာကဘန်တွေကလည်းချိပေးနေတယ်ဝယ်တဲ့သူတွေကလည်း process တွေကို runner ပြီးသွားပြီးဝယ်လို့ရတဲ့အနေအထားမှာရောင်းသူတွေကအခုချိန်မှာရောင်းဖို့ဆန္ဒမရှိကြတော့ပါဘူး။ရောင်းသူတွေကဘန်ချင်း င်းနဲ့မယောင်းချင်ရတဲ့အကြောင်းရင်းကဘန်နေရဲ့ policy အကြောင်းပါဝယ်သူက ခွန်ဆောင်နာမည်ပြောင်းပြီးတဲ့အချိန်ကြတော့မှပဲငွေအပြည့်ရတာမျိုးဖြစ်သွားလို့ရောင်းသူတွေကရောင်းဖို့စံတာမရှိကြတော့ပါဘူးကိုယ့်ရဲ့ bank account ထဲကိုငွေအပြည့်ကတော့ဝင်လာပြီဒါပေမဲ့30%လောက်က2လ3လလောက်ကြာမှပဲကျွန်တော်တို့ထပ်ပြီးတော့မှအသုံးပြုလို့ရမယ့်အနေအထားမျိုးဖြစ်သွားတဲ့အတွက်စောင့်နိုင်တဲ့သူတွေကတော့ bank ချင်းနဲ့လက်ခံပြီးရောင်းကြတယ်မစောင့်နိုင်တော့တဲ့သူတွေကြတော့ကျွန်တော်တို့ bank ချကိုလက်မခံကြတော့တာတွေ့ရပါတယ်ဗျာဆိုတော့လက်ရှိမှာဘန်ချင်းနဲ့အင်ရှာမယ်ဆိုလို့ရှိရင်အရင်ကလိုမျိုးကိုအများကြီးရွေးချယ်လို့မရတော့တဲ့အနေအထားဖြစ်သွားပြီ ဥပမာပြောရမယ်ဆိုလို့ရှိရင် on market မှာရောင်းတဲ့အိမ်ဆယ်လုံးရှိတယ်ဆိုလို့ရှိရင်နှလုံးသုံးလုံးလောက်ကပဲပန်ချိန်လက်ခံတဲ့အနေထားပါဆိုတော့အချို့အပြင်ပြောမယ်ဆိုရင်ပန်ချိန်နဲ့အခုလက်ရှိအချိန်မှာရှာနေတယ်ဆိုလို့ရှိရင်အခုလက်ရှိရှိနေတဲ့အယောင်တွေကိုမကြိုက်ဘူးဆိုလို့ရှိရင်ထပ်တက်လာမယ့်အစ်စ်ပန်ချိန်လက်ခံတဲ့အစ်စ်တွေကိုစောင့်မှာပဲရမယ်အနေထားမှာမဟုတ်လို့ရှိရင်တော့ကြီးများလို့မရတော့ပါဘူးခင်ဗျာပန်ချိန်နဲ့အင်ချင်မြေရောင်းဝယ်ဘူးတဲ့သူတွေလည်းအတွေ့အကြုံလေးတွေကိုကျွန်တော် comment section လေးမှာဆွေးနွေးခဲ့ပြီးလို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်